မေရိကန်ရေတပ်အစစ်အစင်ရေးတွေနဲ့ပတ်သက်တဲ့ထိတ်တန့်အရာရှိသူကိုကာကွယ်ရေးဝန်ကြီးပီယာဆက်ကယာရုကနေရုတ်တရက်ထုတ်ပယ်ခဲ့ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနရဲ့ရေတပ်ရေးရာညွှန်ကြားရေးမှူးချုပ်တာဝန်ကိုယူထားတဲ့ဂျွန်ဟာရီဆန်ဟာအော်တိုဘာ3ရက်နေ့မှာဖေရှားခံလိုက်ရတာဖြစ်ပါတယ်။သူဟာဇန်နဝါရီလကမှယာရုခန့်ခံထားရပြီးတမရဒေါ်နယ်ထရမ့်ကပင်ဒဂွန်စစ်ဌာနချုပ်ကိုအကြီးစားမွန်မံပြောင်းလဲမှုတွေလုပ်နေတဲ့အခါမှာအဓိကကြားတဲ့အကြံပေးသူအဖြစ်ပါဝင်ခဲ့သူပါ။နေဆက်သူတွေကတော့ဟာရီဆန်ဟာ ရေတပ်မူဝါရင်းနဲ့အတုံးစရိတ်အစီမံခန့်ခွဲမှုတွေကိုကြကြပြပြအဆောင်ရရမှာထရန့်အတွက်အနည်းကအကြံပေးမှုတွေလုပ်ခဲ့တယ်လို့ပြောပါတယ်။ဟာရစ်ဆန်ထုတ်ပယ်ခံရတဲ့သတင်းကို Political သတင်းဌာနကအစောဆုံးဖော်ပြခဲ့ပြီး American ရဲ့ကာကွယ်ရေးဝန်ကြီးဌာနဖြစ်တဲ့ Pentagon စစ်ဌာနချုပ်ကလည်းနောက်ပိုင်းမှာတရားအတည်ပြုခဲ့ပါတယ်။ရေတပ်ရဲ့ညွှန်ကြားရေးမှူးချုပ်တာဝန်မှာဟာရစ်ဆန်ကအဆက်ပြေရှိနေတော့မှာမဟုတ်ကြောင်းဌာနအတွက်သူ့ရဲ့အကောင်းဆုံးစ조사အမှုထမ်းခဲ့မှုတွေကိုကျေးဇူးတင်နေမှာဖြစ်ကြောင်း Pentagon ကဆိုပါတယ်။ ဟာရီဆန်ဟာစစ်ရေးအတွေ့အကြုံရှိတဲ့အရက်သားအရာရှိတူပါသူဟာ Trump နဲ့ Hassett တို့ရဲ့မူဝါဒရေးရာအပြောင်းလဲတွေအောက်မှာရေတက်ရဲ့အဖွဲ့အစည်းပုံတွေကဏ္ဍမငြိမ်ဖြစ်နေတာလပိုင်းအကြောင်းပါပဲအခုလိုဖယ်ရှားခံလိုက်ရတာဖြစ်ပါတယ် Hassett က American စစ်တပ်ရဲ့ကြေလေးပွင့်အဆင့်ဗိုလ်ချုပ်ကြီးတွေနဲ့တင်နာပတိကြီးတွေခန့်အပ်ထားမှုမှာအရေးအတွက်20ရာခိုင်နှုန်းလျှော့ချဖို့အမိန့်ပေးထားခဲ့ပါတယ်ဇန်နဝါရီလကစလို့ Trump နဲ့ Hassett တို့ဟာထိတ်တန့်စစ်ဗိုလ်ချုပ်6ယောက်ထပ်မင်းလေးကိုလည်းဖယ်ရှားခဲ့ပြီးဖြစ်ပါတယ် ပြီးခဲ့တဲ့သတင်းပတ်မှာတော့ Trump နဲ့ Hassett တို့ဟာကမ္ဘာအနှံ့ဖြန့်ကျက်ထားတဲ့ American ရဲ့ထိပ်တန်းစစ်ဦးစီးတွေကိုဆင့်ခေါ်ပြီးအစည်းအဝေးလုပ်ခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးမှာတော့ Trump ရော Hassett ကပါသူတို့ရဲ့သဘောထားမူဝါဒတွေကိုလက်မခံနိုင်တဲ့ဘယ်သူမှဆိုယာဒူးကနေနှုတ်ထွက်နိုင်ကြောင်းအသိပေးခဲ့ပါတယ်။ Fox သတင်းဌာနရဲ့အစီအစဉ်မှုဘဝကနေဂါဂွန်ရဲ့ဝင်ကြီးဖြစ်လာတဲ့ Hassett ကအဲ့ဒီအစည်းအဝေးမှာထိတ်တန်းစစ်ဖို့ရုပ်တွေကိုလွန်လွန်ကဲကဲကျိမောင်းပြောဆိုတာတွေရှိခဲ့တာကြောင့်စစ်မှုတန်းတွေကြောင့်မကျေနပ်ချက်တွေလည်းဖြစ်ပေါ်နေခဲ့တယ်လို့သိရပါတယ်ရှင်။